ရှမ်းပြည်နယ်ကစစ်ဘေးတန်တဲ့ပြည်သူတွေကိုကူညီဖို့အတွက်မကွေးတိုင်းဒေသကြီးမြင်းကြံမြို့ကလူငယ်တွေနဲ့ကယားပြည်နယ်လွိုင်ကော်မြို့ကလူငယ်တွေသက်ဆိုင်ရာမြို့တွေမှာအလှူငွေကောက်ခံနေကြတဲ့တရင်ကိုတော့ဒေါက်ခင်မင်းစောကပေးပို့ထားပါတယ်ခင်ဗျာမြန်မာနိုင်ငံကယနေ့ကမြင်းကြံမြို့ GTC ကျောင်းကစေနာမော်ပရိုက်တာလူငယ်ဖွဲ့ဟာစစ်ဘေးရှောင်ပြည်သူတွေကိုကူညီလှူဒန်းဖို့အလှူငွေကောက်ခံရမှာတိတိကျကျတွေနဲ့ဖြောပြပြီးအလှူခံနေကြတာပါ ဆိုလို့ရှိရင်တမီးတို့ရဲ့မြန်မာနိုင်ငံတိုင်းရင်းသားတွေပေါ့နော်ရှမ်းစံတိုင်းရင်းသားတွေနဲ့ကချင်တိုင်းရင်းသားတွေအရဆိုလို့ရှိရင်ဆေးဖေးကြောင့်ဒုက္ခရောက်နေရတယ်။အဲဒါတမီးတို့ကတို့ရဲ့ဒုက္ခတွေကိုကိုချင်းစားပြီးတော့ခုတမီးတို့ကမျိုးရင်းမှာအလူခံပြီးတော့တို့ရဲ့ဒုက္ခတွေကိုကူညီသွားရောက်ကူညီမှာဖြစ်ပါရဲ့ရှင်။နောက်ဆိုလို့ရှိရင်လည်းတမီးတို့စေတနာ့ပထာရီတာအဖွဲ့ကနေပြီးတော့တမီးတို့ပြည်သူပြည်သားတွေဘက်ကနေအစင်မြက်ရက်တည်ပြီးတော့ပထာရီတာလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်အောင်မှာဖြစ်ပါရဲ့ရှင်။အလူခံတဲ့ရက်မှာအလူငွေ12သိန်းနီးပါးရရှိနေပြီးစပေးကြဒုက္ခရောက်သူများထံကိုယ်နဲ့တွားရောက်လူတန်းမှုစီစဉ်ထားပါတယ်။နောက်နေ့မှာလည်းမြေကျက်နဲ့အနီးတစ်ဝိုက်အပြင် တောင်တာမြို့ကိုလည်းတွားရောက်လူခံကြမယ်လို့ပြောပါရယ်။အချိန်ထဲမှာပဲကြားပြင်းတဲ့လောကောမြို့မှာလည်းဂန္ဓာရဝတီရှိတဲ့ပရိုက်တာလူငယ်ဘွဲကဆက်ပြင်းတဲ့စစ်ပေးတင်ပြည်သူတွေကိုကူညီပေးနိုင်ရေးအတွက်လိုက်လံလူခံနေပါရယ်။မနေ့ကကျော်ဒီကျော်ဘက်ကစောင့်သေးဖတ်ပေါ့နော်။စောင့်သေးဖတ်ကောက်တယ်ပြီးရောကျွန်တော်ဒီလိုစားဒီရကြောဒီကမြို့ကပိုင်းလေအဲ့ဒါကျရင်အာ sorry ဒီဘက်ခါကြလို့ရှိရင်ကျွန်တော်တို့ဟိုဥစား ဘူရဲဖက်ခုံတော့ကောင်းတယ်ဘူရဲဖက်ခုံတော့ကောင်းတယ်ပြီးတော့စနေနေ့ကျရင်တော့ကျွန်တော်ဒီယူနက်ပြရမှာပဲအဲရှန်စစ်ဘေးတစ်ပြည်ရဲ့ stress loss ကောင်းလို့ပြောပြတယ်ကနရောက်ဒီခြေဆိုင်လူငယ်အဖွဲ့အနေနဲ့တိပေးဆောင်ဒေတာမှာဒီကလိုအပ်တဲ့ရေတန်ဖူးရေတန်းဆက်တွေနဲ့အနှွေးတွေဒီအမြောက်များကိုဒီဇင်ဘာလ10ရက်နေ့မတိုင်ခင်ကိုရိုင်းကိုကြတောက်ရောက်လူတန်းဖို့စီစဉ်နေတယ်လို့ပြောပါတယ်။ကျွန်မခင်မင်းဆိုပါ